အာနာရှင်တွေဖန်တီးခဲ့တဲ့အလံဟာအခုလိုမျိုးပြပေါ်အတိဖြစ်သွားခဲ့ရတယ်လို့ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့အာနာရှင်မှန်မြ်ပြပေါ်အတိဖုံးလန့်စေရမယ်ဒီနိုင်ငံရဲ့အနာရှင်ဖက်စစ်အုပ်စုဘာကြောင့်လဲလဲပွက်ပွက်ရှုံနေနေတာလဲဆိုတော့ကျွန်တော်မြင်ပါတယ်သိပါလားပြီးတော့ကျွန်တော်တို့ပြည်သူတွေကျွန်တော်တိုင်းသား ညီကိုမောင်နှမမိသားစုတွေဘာကြောင့်ရှင်ရှာမုန်တီးသွားကြရတာလဲပြီးတော့ဒီနိုင်ငံမှာခုလိုဖက်စစ်အာဏာရှင်တွေခုလိုရက်စက်ကြမ်းကြုတ်မှုတွေခုလိုအာဏာပါဝါလက်နက်တွေနဲ့မင်းမှုနေတဲ့ဒီအုပ်စုကိုတုံးဝလက်မခံနိုင်တော့တာဘာကြောင့်မလဲအမှန်တကယ်ကအဲ့ဒီအဖြစ်တွေအားလုံးရှိနေပြီသားပါဒီလန်ကိုအားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ် ဒီလန်ဟာကျွန်တော်တိုင်းရင်သားညီကိုမောင်နှမတွေအားလုံးလက်မခံတဲ့အလံတစ်ခုပါဒီလန်ကိုပြောင်းလဲခဲ့တာလဲသူတို့ပါပဲဒီလန်ကိုအခုလိုမျိုးလမ်းဘေးအမိုက်ပုံကိုရောက်စေခဲ့တာလဲသူတို့ကြောင့်ပါဒီလန်ကိုကျွန်တော်တိုင်းရင်သားမိသားစုတွေညွန်ရှာမုံတီးဖွဲဆက်စုပ်ဖွဲအဖြစ်ပေါ့နော်ဒါပုံစံပြောင်းခဲ့ရတာလဲသူတို့ကြောင့်ပါပဲ ဆိုတော့အချို့ကတော့ပြောမယ်ဒီနိုင်ငံရဲ့အလံကိုအပြတ်တို့ထားတဲ့နေပြီးတော့ဒီနိုင်ငံရဲ့အလံကိုဥထိတ်ပန်တဲ့နေဆိုတော့ဒီအလံဟာတိုင်းသားညီကိုမောင်မတွေကျွန်တော်တို့ဒါကချင်ကေရမွန်မာမာရခိုင်ရှမ်းကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့ညီကိုမောင်မတွေအားလုံးဒါရွေးချယ်ထားတဲ့အလံဟုတ်ဘူးပြောချင်တာကတော့ကျွန်တော်တို့တိုင်းပြည်မှာနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံရဲ့ ိုစားပြုထားတဲ့အလံဖြစ်မိတယ်။ဆိုတော့ဒါကြောင့်လည်းပဲဒီလံဟာကျွန်တော်တို့ရွေးချယ်ခဲ့တဲ့အလံမှုပဲနဲ့အာနာရှင်စစ်အုပ်စုတစုတည်းကသာဒါသူရွေးချယ်ထားတဲ့အလံဖြစ်တယ်နော်။ဆိုတော့ဒီအုပ်စုကိုစန့်ကျင်တယ်ဒီအုပ်စုကိုလက်မခံလို့ဆိုဒီလံကိုလည်းကျွန်တော်တိုင်းသားမိသားစုတွေကလုံးဝလက်မခံနိုင်တော့ဘူး။ကျွန်တော်တို့မြန်မာနိုင်ငံကြီးကအနှံ့အပြားမှာတွေ့ရမှာဖြစ်တယ်။အခုဆိုရင်ဒီလံဟာဒါ အမိုက်ပုံပေါ်မှာပဲကျွန်တော်တို့ဖြစ်စီချင်းခံရပါတော့ဒါကြောင့်ဒီလန်ရဲ့နေရာမှာကျွန်တော်တို့ဘယ်လန်ပြောင်းလဲအသုံးပြုသင့်လဲဆိုတာကိုလည်းကျွန်တော်တို့ပြည်သူတွေပဲရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော်တိုင်းသားတွေနဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒါဖက်ဒရယ်နဲ့ကညီမဲ့အလံခုကိုကျွန်တော်ပြည်သူကြီးပြန်လည်ရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့သူရဲ့အသုံးမချမှုတွေကြောင့်ဒီလန်ဟာလမ်းဘေးအမိုက်ပုံမှာပဲဆွန့်ပစ်ခြင်းခံခဲ့ရတယ် ီလန်ကိုဘယ်သူမှအတိမတ်မပြုကြဘူးဒီလန်အောက်မှာဘာကြောင့်သူတို့တွေမနေကျင်တော့တာလဲဒီလန်ကိုဘာကြောင့်အတိမတ်ပြုတာလဲဆိုတာလဲမိကုန်းညီမေးကြအများကြီးရှိပါတယ်ဒီလန်စိုက်ထူထားတဲ့နေရာတွေမှာရှိတဲ့ကျွန်တော်တိုင်းသားညီကိုမောင်မတွေကျွန်တော်တို့ရဲ့ကလေးငယ်တွေကျွန်တော်တို့ရဲ့အဖိုးအဖွားတွေတောင်ရလုံနေတဲ့ကျွန်တော်တို့ရဲ့မိသားစုတွေစပါးဆိုင်နေတဲ့ကျွန်တော်တို့ရဲ့တောင်သူဦးတည်ကြီးဒီလန် စိုက်ထားတဲ့နေရာမှာပဲပေးကြည့်ပစ္စည်းခဲ့ရ။ဒါကြောင့်သူတို့ဒီလန်ကိုလုံးဝအောင်မမြင်ချင်တော့ဒီလန်ရှိနေတာကသူတို့အတွက်လုံခြုံမှုရှိနေလား။ဒီလန်ရှိနေတဲ့နေရာမှာသူတို့ဟာနေရောညရောတက်ဖြတ်ညီမန်ခံရမထင်မထင်လို့အိမ်ထဲအထိဝင်ဖမ်းပြီးတော့ညီမန်နှိပ်စက်ခဲ့ ဒါကြောင့်ဒီအလံဟာသူတို့အတွက်စိတ်ပြက်စရာသူတို့အတွက်ညှုံရှားစရာသူတို့အတွက်နမိတ်ဆိုးတွေပေါ့ညင်ချင်းကဒီလံဒီလံကိုဒါနေရာဒေသအသီးသီးမှာတော်တော်များများပေါ့ဗျာဒါ site ထူတာတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါပေမဲ့အခုဆိုရင်တော့ဒီလံဟာမရှိတဲ့လောက်ကိုရှားပါနေပါပြီပြောချင်တာကတော့ဒီလံ site ထူထားတဲ့နေရာ မရှိတလောက်ကိုနေနေပါဘူးဆိုတော့ဒါကိုလည်းကျွန်တော်မိပါတယ်ကျွန်တော်ညီကိုမောင်မားတွေနားလည်းသိရှိသဘောပေါက်မယ်လို့ထင်တယ်ဘာကြောင့်ဒီလန်ကိုသူတို့တွေရွှန်ချာသွားတာလဲဆိုတာကိုလည်းကျွန်တော်အရှိမရှင်းပြခဲ့ပြီးဖြစ်တယ်ဒီလန်ဆိုင်တူထားတဲ့နေရာတော်တော်များများမှာသူတို့တွေအကြောင်းမဲ့စွာမိရှုတစ်ဖြတ်ခံခဲ့ရတယ်သူတို့တွေမိမိအိမ်မှာနေထိုင်ရင်းနဲ့ဘုံကျဲတစ်ဖြတ်ခံခဲ့ရဆိုတော့တော်သွားခဲ့တဲ့ဒါကြေးရွာတွေဒါမြို့ပြတွေကျွန်တော်သွားခဲ့တဲ့နေရာတွေမှာလည်း အကြမ်းမဖက်စစ်တာနှိစင်နေအမြလီရင်နဲ့ပတ်ပြီးတော့ဘုံကျဲနေတာကျွန်တော်တွေ့ခဲ့ရတယ်ပြီးတော့လက်နဲ့ကြီးတွေနဲ့ကျွန်တော်တို့ရသားပြည်သူတွေရှိတဲ့နေရာတွေကိုဘုံကျဲတစ်ဖက်ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့မှတ်တမ်းတွေနဲ့တကွတွေ့ခဲ့ရပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်ရဲ့မိသားစုတွေပြီးတော့တကွာလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါဓမ္မကိုချစ်မြတ်နိုးပြီးတော့ကျွန်တော်နိုင်ငံကိုအမှန်တကယ်လွတ်မြောက်ခြင်းနဲ့ မိသားစုဝင်တွေအနေနဲ့ကလည်းလက်ရှိဒီအလံတော်နဲ့ဒီဖြစ္စည်းခံနေရတဲ့သူတို့ဖန်တီးထားတဲ့ဒီလံတိုင်းဟာကျွန်တော်တို့ပြည်သူတွေကိုစားပြုထားတဲ့အလံမဟုတ်တဲ့အကြောင်းနဲ့ကျွန်တော်တိုင်းသားတွေဒီအလံကိုလုံးဝကိုလက်မခံတော့တဲ့အကြောင်းဘာကြောင့်လဲဆိုတာကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းတက်တက်ကွက်ကွက်မြင်တွေ့ရပြီဖြစ်တယ်။သူတို့ရဲ့သွေးခွဲသက်ရှူမှုတွေနဲ့ပဲကျွန်တော်တိုင်းသားမိသားစုတွေဒါသွေးခွဲခဲ့ရတယ်။ပြီးတော့လက်ရှိအချိန်မှာဒါတိုင်းရင်းသားအချင်းချင်း ဒါဟိုပြန်ပြီးတော့တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေကိုလည်းတွေ့ရှိခဲ့ရမှာဖြစ်တယ်။ဒါကသူတို့တွေကျွန်တော်တို့နှစ်ပေါင်းများစွာဒါသွေးခွဲ အုတ်ချုပ်ပြီးတော့သူတို့လှုပ်ချင်တဲ့သူတို့ ဖန်တီးချင်တဲ့အရာတွေကိုဖြစ်ပေါ်စေဖို့အတွက်ကျွန်တော်တို့အချင်းချင်းပြန်လဲတက်ဖြတ်စေခဲ့တာပါ။ဒီချိန်မှာကျွန်တော်တို့အားလုံးရဲ့ဘုံရံသူကဘယ်သူလဲဆိုတာကိုကျွန်တော်တို့တက်တက်ကွဲကွဲမြင်ခဲ့ရသည့်တိုင်အောင်အချို့နေရာတွေမှာတော့ဒါအာနာရှင်နဲ့ပေါင်းနေတဲ့အဖွဲ့တွေလည်းရှိနေသေးပါအချို့စီးပွားအတွက်ပေါ့ဗျာ ဆိုတော့ခေါင်းစဉ်မျိုးမျိုးရှိပါလိမ့်မယ်။ဒါညီကုံချုပ်ဖို့အချိန်ရောက်ပါတယ်။ကျွန်တော်နိုင်ငံကျွန်တော်တိုင်းရင်းသားကျွန်တော်ညီကုံမောင်မတွေရဲ့မိမိတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နေနဲ့မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမိကိုယ်ပိုင်အုပ်မကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်နဲ့ဒါလူမျိုးဂျိုးရတလိထုံနှန်းတွေကိုပြန်လဲတိစောက်ကြပါလို့ဒီကနေပြီးတော့ကျွန်တော်ပြောကြလို့ရတယ်။ကျွန်တော်နိုင်ငံနှစ်ပေါင်းများစွာအာနာရှင်ရဲ့စနစ်စိုးအောက်မှာမျိုးစုံကိုဂျုံပေးခဲ့ရပြီဖြစ်တယ်။ ဒီချိန်ဟာတော့ကျွန်တော်တို့အားလုံးအတွက်နောက်ဆုံးလို့ပဲသတ်မှတ်ချင်ပါတယ်အာနာရှင်မှန်မြတ်အမြင့်ပြတ်စေရပြီလက်နဲ့ကိုင်းပြီးအုပ်ချုပ်ခံခဲ့ရတဲ့ကျွန်တော်တို့ကျွန်တော်တို့တွေရဲ့ဘဝဒီချိန်ဟာနောက်ဆုံးပွဲပါအနောက်တစ်ချိန်မှာလက်နဲ့ကိုင်းပြီးတော့စကားပြောတဲ့သူမြေသူမှရှိမနေစေချင်တော့တာကျွန်တော်တို့ပြည်သူရဲ့စံနာနောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်ဟာလမ်းဘေးကတိုင်းပြည်တစ်ခုမဟုတ်ဘူး ီးတော့လမ်းကြားကတိုက်မိဘူးကျွန်တော်တိုက်မိရခဲ့ကိုချမ်းသာကြေွားတဲ့နိုင်ငံတစ်ခုပါဆိုတော့အခုအချိန်မှာတော့ကျွန်တော်တို့ခြားသောတိုက်မိတွေရဲ့ခြားသောနိုင်ငံတွေရဲ့ပုံစံအမျိုးမျိုးနဲ့ချစ်ကပ်မှုတွေကြောင့်ကျွန်တော်တို့ဟာအကျိုးခံစားခွင့်ကျွန်တော်တို့ပြည်သူအကျိုးခံစားခွင့်ဆိုတာလုံးလုံးဝမရှိဘူးနဲ့သူတို့နိုင်ငံတွေအဆင်ပြေစေဖို့သူတို့နိုင်ငံတွေထုတ်ကုန်တွေရောင်းရဖို့သူတို့နိုင်ငံတွေရဲ့ဒါဝန်ရောင်းစပတ်မှုတွေ မှကျွန်တော်တို့ပြည်သူတွေအလူးလဲခံခဲ့ရပြီပါဘူးညမျိုးစုံနဲ့ပြည်တွင်းကလည်းအာဏာရှင်တွေရဲ့ဖိနှိပ်မှုဒါပြည်ပကလည်းမျိုးစုံသောဒါပြည်တွင်းမှာနေလို့မရတဲ့အချိန်မှာတိုင်းပါကိုထပ်ပြီးတိတ်ဆောင်ရတဲ့ညီကိုမောင်မတွေခက်ခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကအခုလိုမျိုးအာနာရှင်တွေ ဖန်တီးခဲ့တဲ့အလံဟာ ခုလိုမျိုးပြပေါ်အတိဖြစ်သွားခဲ့ရတယ်လို့ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့အာနာရှင်မှန်မြပြပေါ်အတိဖုံးလန့်စေရမယ်ကျွန်တော်တိုင်းသားတွေကိုကျွန်တော်ညီကိုမောင်မတွေကိုညီမနှိပ်စက်ခဲ့တဲ့တပ်ဖြတ်ခဲ့တဲ့အာနာရှင်နဲ့ပတ်သက်သူမှန်မြအခုလိုပဲလမ်းဘေးမှာတံပိုးမရှိတဲ့ပစ္စည်းတွေနဲ့ရောနှောပြီးတော့ပြချခံရမှာ ဖြစ်ပါကြောင်းကျွန်တော်3ပေးရင်းနဲ့送的表。 ကျွန်တော်ရေပေါ်ရှမ်းလို့တဖက်မှာမိရှုပြချခံလိုက်ရတဲ့အာနာရှင်ဖက်စစ်အုပ်စုရဲ့ အလံဟိုးတစ်ဖက်မှာကတာယာလှပပြီးအီချန်နဲ့ကျွန်တော်တို့တိုင်းသားတွေကျွန်တော်တို့ညီကိုမောင်မတွေမိသားစုတွေဒီမီဘောမနီဒီရီဘောဒီရီတောက်ပြီးတော့ချစ်ချစ်ရင်းနှီးစွာ နေထိုင်ခဲ့ကြတဲ့အေဂျန်တာယာတဲ့ကျွန်တော်ရဲ့နိုင်ငံရှိနေပါတယ်ဆိုတော့ကျွန်တော်ရဲ့ညီကိုမောင်မအားလုံးအားတင်ပေးထားပါကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်တို့နဲ့အတူတူရှိနေပေးပါမုံနိုင်ညီပြီးသွားရင်ဒီပြီလာပါလိမ့်မယ် 李咱这也我想你。